သကမ္မပတိတံဘုဘောဇေယျရောဘယကြည်ဉာဏ်တော်ရှိနိုင်၍ရှိခိုးပူဇော်ဘုမြန်မန်သောဘုရောကြောင့်တော်ပူဇော်ဝိန္ဒတကိဉ္စပနာမစေရနာတတံပညာဝိရိယတို့ကြောင့်မိမိတို့လူရှိအောင်တော်သောမောမတေအမြဲနေသောနိဗ္ဗာန်သို့၎င်းဒုက္ခခန္တိတို့၏ချုပ်ငြိမ်းအောင်ပြင်သောနိဗ္ဗာန်သို့၎င်း ။တရောင်းငါယကိရိတံတို့ဤချုပ်ရာငိမ့်ရာသိမ့်ရာပြေတော်နိဗ္ဗာန်တို့၎င်းမိမိတို့အာတောစဉ်ဖြစ်သောဝိပဿနာဉာဏ်သည်လင်းမြန်စွာမဲ့ဉာဏ်တို့ကျေစုပြု၍နိဗ္ဗာန်တို့မျက်မှောင်ပြုလွယ်နိုင်ကြသည်ဖြစ်စေ။ ဝဒမိတံဝရိတာနမောတတဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ सामी बौद्धन्द्र नंगिसामी धर्मेंद्र नंगिसामी तंगेंद्र नंगिसामी दुधियंबि बौद्धन्द्र नंगिसामी दुधियंबि नंगे नंगिसामी bi Budiyambi Dangandranam Gesami Tadiyambi Bhagdandranam Gesami Tadiyambi Dhammandranam Gesami Tadiyambi Dangandranam bi Tadiyambi Dangandranam Gesami တရဏဂမနံမပတိဘုံနံ ဣဒရဏိနာတာအိဘသမနာကတံဘောဓရာသီလံဓမ္မံသာရိကံတတဝါဓမ္မံအပမံဒီနာတံဘောဓိတာအရဟံတို့တောင်ကြီးမြို့နဲ့ရွှေကြောင်မြို့အောင်တပြည်ရွက်ကမြတ်စွာဘုရားတော်မူကတော်ဓမ္မကနာတော်တွေကိုတို့တို့တွင်ခန္ဓာညာရောက်သဘောပေါက်အောင် ဘောဇာရံဘုရတော်ကြည်တော်ရှင်ကမှပန္တိတာဘုဂုဇရာတော်ဘယံကြီးဥပနိတ္တယတိုင်းဘုဂုဝိပဒနာဓမ္မယေတာအဖွဲဖွဲ334ခொနည်းအလုပိဒုတိယစကံဘွဲဒီကနေ့ဘွဲနေ့ညချမ်းခြင်းကာလတံမြာမှာ ဩဝါဒခံယူပဲဖြစ်ပါတယ်အဲ့တော့ဩဝါဒခံယူပဲဆိုတာကတော့ဒီခုနှစ်ရက်ကာကာလအတွင်းမှာဆရာနဲ့တပည့်အလုံးမှုဆောင်ဂောဘကဘုရားနဲ့ဝေယဝိဇာအဖွဲ့များစီစီလုံးလုံးကြီးကြီးညွတ်ညွတ်နဲ့ဒီတရားစကံဘွဲကြီးကိုအောင်မြင်အောင်လှုပ်ဆောင်ဖို့အတွက်ဆရာတော်များကြီးကဩဝါဒပေးရတာဖြစ်ပါတယ်ဘုရားတို့ဒီနေ့ဓမ္မဂရီအဆောင်မှာ ဆရာကြီးကြီးရဲ့ဩဝါဒစာအုပ်ကိုကောက်ဖတ်ကြည့်တော့အထဲမှာဩဝါဒဆရာတော်သုံးပါးပေးထားတဲ့ဩဝါဒလေးသွားပြီးတော့တွေ့တယ်။နာပရိတံဝိနောမဏိနာပရိတံကတာကတံအတ္တနောဝအဝိခေယကတာနိအကတာတိသာဆိုပြီးတော့လက်စော်ပြဟောထားတဲ့ခါရာလေးတို့ကိုအခြေခံပြီးတော့မှဆရာတော်ကြီးသုံးပါးဒီရိုက်တာမှာ ဩဝါဒပေးထားတာရှိတယ်ပေါ့အဲ့လားဒီဝန်တော်ငယ်တော့လည်းကြားဝင်နေတော့အဲ့လားဒီကိုပဲဒီနေ့နည်းငယ်ပြောမယ်ပေါ့နာပရိတံဝီလောမာနိနာပရိတံကတာကတံအတနောဝအဝိကေယကတာနိအကတာနိသာစကလုံးလေးသုံးလုံးပါတယ်ပေါ့နံပါတ်1နာပရိတံဝီလောမာနိ အများတကာကြမ်းကြုတ်စွာဖြင့်ပြောလာစကားမှတ်မှတ်ထားနေတဲ့နံပါတ်၄ကအများတကာကြမ်းကြုတ်စွာဖြင့်ပြောလာစကားမှတ်မှတ်ထားနေဆိုတာကဒါဘုံတို့အများတကာကပရိဒတ်လုပ်ငန်းတွေကိုလှုပ်ဆောင်ပြီးဆိုလို့ရှိရဲ့မျိုးစုံပဲတဲ့ဝိပန္ဒန်ဒီရှုံးကြတဲ့ဒီချင်းမွန်းတဲ့ဒီမျိုးစုံကြားမှာလားကြားမှာလား အဲ့တော့အလုပ်တစ်ခုလုပ်ပြီဆိုလို့ရှိရင်တဲ့ဘုန်းတို့ဆရာတို့ကြီးပြောတာအာသုံးလုံးလူတန်းစားတွေကိုရှောင်ရမယ်ပြောကြည့်ပါဦးလေအာသုံးလုံးလူတန်းစားတွေအဲ့တော့ဘေးတိုင်းပိုင်းကြဘူးပြောဆိုရပါအာသုံးလုံးလူတန်းစားတွေနဲ့တွေ့ရလိမ့်မယ်တဲ့အဲ့လိုတွေ့လာရင်လည်းမိမိရဲ့နားထဲမှာမထားဘဲနဲ့ကိုလှုပ်ဆရာရှိတဲ့လုပ်ငန်းကိုဆက်လက်ပြီးတော့လှုပ်ဆောင်ရမယ်နံပါတ်1 နာပရိဒံဝိလောမဏိနာပရိဒံတတတတံနဲ့သူများကြိုးကိုပုံမှန်ဟုတ်ကိုစိတ်ရှုပ်ခံတာမရှိပါနဲ့တဲ့သူများတွေလောက်တာဟုတ်တာမဟုတ်တာကိုလည်းပဲစိတ်ရှုပ်ခံပြီးတော့လိုက်ပြီးတော့မတွေ့ရဘူးတဲ့ဘုံတို့ပင်တရားမျိုးသောတိကာယဆရာတော်ကြီးနာဩဝါဒခံယူတော့ဆရာတော်ကြီးကပြောတယ်တပည့်တော်ကတဲ့အကြောင်းအလုပ်တွေကိုကိုယ်တိုင်လောက်တာ ြောကြည့်ဘယ်လိုလုပ်တာလဲသူမိုးတော်ကအစတပီးတော်ကကိုယ်တိုင်လုပ်တာတပန်းကြောင့်ကိုယ်တိုင်လုပ်ရတာလေဆိုတော့ကိုယ်လုံးမှကိုရမှာပြောကြည့်ပါပါလေအဲသူများခန်းကျက်ရှိတဲ့လူရှိရင်လုပ်ပေးမဲ့လူရှိရင်တော့လုံလိုက်တယ်တဲ့တိုးတော်လေးပဲခိုင်းစရာမရှိဘူးဆိုရင်တပီးတော်ကိုယ်တိုင်လုပ်လိုက်တာစိတ်ထဲကဘယ်လိုတွေးလိုက်တယ်ဆိုရင် ငါအတွက်ငါလုပ်တာအပြည့်ကြည့်ပါပါလေအဒီတမဘုနုပရာဟိတလုပ်ငန်းတွေလုပ်ပြီဆိုရင်လည်းပဲပါစိတ်လေးမွေးရမှာလေငါအတွက်ငါလုပ်တာရေပြောပြည့်တယ်ဘုလို့တောင်လေအခုဘုမနုတရားစကံဝင်နေဆိုတာလည်းပဲဘုရုအတွက်ဘယ်လုပ်တာလဲငါအတွက်ငါလုပ်တာအခု ဒီရိတ်တန်ဤကိုဖြစ်မြောက်ဖို့အတွက်အစစအရာဝန်းဝင်ပြီးတော့မှပံ့ပိုးကြသည်ကောဘကအကျိုးတော်ဆောင်အဖွဲ့ဒီအဘိယဝေယဝိဇ္ဇအဖွဲ့ဒီဟာလည်းပဲတကယ်တမ်းဘယ်လိုစိတ်မွေးရမှာလဲငါအတွက်ငါလုပ်တယ်ဆိုတဲ့စိတ်ချမွေးရမေးလို့ဒီလိုပြောတယ်ပေါ့ဒါကြတော့ဘုံတို့နောက်ဆုံးစကားလေးကိုပြောချင်တယ် နာပရိဒံဝိလုံးမဏိနာပရိဒံကတာကတံအတ္တနောဝအဝိကယကတာနိအကတာနိသာမိမိကြောကိုဟုတ်မှဟုတ်ကိုကြည့်ရှုဝေရာစစ်စစ်ရာကြီးတဲ့နောက်ဆုံးစကလုံးလေးကတော့အတိကားပေါ့ရှင်းရဟာတွေကတော့ကိုယ်အလုံးလုံးတဲ့နေရာမှာကြုံတွေ့လာမဲ့လောကဓာတ်ကိုပြောတာတဲ့နောက်ဆုံးစကလုံးလေးကတော့မိမိကြောကိုဟုတ်မှဟုတ်ကိုကြည့်ရှုဝေရာစစ်စစ်ရာကြီးတဲ့ ပုဂ္ဂိုလ်ကိုတော့ကိုနည်းရမ်းမစမ်းစဲရမလားစမ်းစဲရမလားစမ်းစဲရမယ်အဲ့တော့ဘုန်းတော်ဒီခုနှစ်တာကာလအတွင်းမှာဘာလို့လောရမှာလဲဆိုရင်ပုဂ္ဂိုလ်ကိုကိုပြန်ပြီးတော့ဘာလို့ရမှာလဲစမ်းစဲရမှာတဲ့ပုဂ္ဂိုလ်ကိုကိုတစ္ဆာဆိုင်နိုင်ရဲ့လားတစ္ဆာအမြင်တစ္ဆာလူလုံးမိကဉာဏ်နည်းနဲ့ဘွားကိုနေထိုင်နိုင်ရဲ့လားဆိုတော့ပုဂ္ဂိုလ်ကိုပြန်ပြီးမစမ်းစဲရမှာလားစမ်းစဲရမှာလားစမ်းစဲရမယ်တို့ဒီလိုတွေ့ရပါဘော ။အဲ့တော့ဘုန်းတို့ဒီကားကတော့ငါအတွက်ငါလို့တာပြောကြည့်ပါပါလေ။အတရားဟောတဲ့ဆရာတော်လည်းပဲငါအတွက်ငါလို့တာယောဂီများလည်းပဲအဂောဘကနဲ့ကျွတ်တော်ဆောင်ဝေယဝိဇ္ဇာဖွဲ့အလုံးအားလည်းပဲငါအတွက်ငါလို့တာကိုယ့်အတွက်ကိုယ်လုပ်တယ်ဆိုတဲ့စိတ်သက်တယ်ငွေပြီးတော့လောက်ကြမယ်ဆိုတော့ဘုံတို့အစင်မတရားလားပြရလား တော့ခုနှစ်ရက်တာကာလအတွင်းမှာဘလူဘုံတို့နေရမှာလေဆိုတော့ခဲလိုက်ဆိုကြည့်မိမိကြောင်သူတစ်ပါးမပြည့်စည်ပါစေနဲ့မိမိကြောင်သူတစ်ပါးပြည့်စည်ရင်လူယုံမှာသူတစ်ပါးကြောင်မိမိမပြည့်စည်ပါစေနဲ့သူတစ်ပါးကြောင် မိမိပြစီရဲ့လူညာအဲ့တော့ခုညတာကာလအတွင်းမှာတဲ့လူရုပ်မှလည်းမဖြစ်အောင်ကြိုးစားရမယ်တဲ့လူညာလည်းမဖြစ်အောင်ကြိုးစားရရဘန်းကဘုန်းတို့တရားရည်တာချင်းကိုရောင်းလာပြီဆိုမှတော့ဒါသူတို့ရဲ့လူမျိုးရေးစီဝါရေးပညာရေးကုသိုလ်ရေးတွေပြည့်စည်အောင်လုပ်တဲ့လူယုံမှလုပ်ငန်းတွေတော့တို့တို့မလုပ်ကြဘူးပေါ့ အဲ့တော့နံပါတ်3နံပါတ်2ကတော့လူညံ့မဖြစ်စေနဲ့တဲ့ပြောကြည့်ပါပါလေအဲ့ဒီတော့ဘာဒီဥတော်အကြောင်းကြောင့်နဲ့မိမိရဲ့လူမှုရေးစီးပွားရေးပညာရေးကုသိုလ်ရေးတရားရေးတွေပျက်စီးအောင်ကိုယ့်ကိုယ်ကိုလုပ်တည်ရင်တော့ဘာညံ့ဖြစ်ပါလဲဘာညံ့ဖြစ်ပါလဲအာရိတ်တာလာတာဟင်းနဲ့မကောင်းမှုဆိုပြန်လွှမ်းရင်ဘာညံ့လဲလူညံ့နေ ဟောရိတ်တာလာပါလေဆိုရင်မတရားထိုင်ပါမယ်ဆိုရင်မတရားမထိုင်ဘဲနဲ့ဟိုအချင်းများနေရင်ဟောတာဘာညံ့လဲအင်းနဲ့အဲ့ဒါဘုန်းတော်ပြောချင်တာကတော့ကိုလှုပ်စရာရှိတာကိုကမလောရမှာလားလောရမှာလားလောရမေးနောက်တစ်ချက်ဘုန်းတော်ပြည်ပြကရောစရာတော်ဗျာကြီးဆုံးမတဲ့ဩဝါဒလေးလည်းရှိတယောက်တည်းဆိုရင်နဲ့တတိနဲ့နေပါတဲ့အများနဲ့ဆိုရင်မေတ္တာနဲ့နေပါပြောကြည့်ပါပါလေ ဟောက်တဲ့ဆိုရင်အများနဲ့ဆိုရင်အတရားတဲ့ဆိုရင်တော့သတိပဋ္ဌာန်တရား၄ပါးလက်တိုင်တန်းပြီးတော့မှသွားသတိလာသတိစာသတိတွေ့တိအစရှိသည်ဖြင့်သတိတရားလက်တိုင်တန်းပြီးတော့နေမေဆိုရင်ဒါအစဉ်ပြေတယ်တဲ့သတိလက်လွတ်မယ်ဆိုရင်တော့သတိလက်လွတ်ငတ်တောင်ကျိုးဆိုတဲ့စကားအတိုင်းအကုဒုဘက်ကိုဥမတိမာလာတိမာလာအဲ့ဒါမျိုးတယောက်တည်းဆိုရင်ဘာနဲ့နေရမလဲ အများနဲ့ဆိုရင်နဲ့မေတ္တာနဲ့နေပါအများနဲ့ဆိုရင်အဲ့တော့အများနဲ့ဆိုတဲ့နေရာမှာမေတ္တာနဲ့နေတဲ့ဒီဘုံတို့ယောဂီတွေတရားကြောပေါ့အတူတူပေါင်းစည်းပြီးတော့ခဏရတာကာလအတွင်းနေတဲ့အချိန်ကောင်မှာမေတ္တာနဲ့နေနေအောင်ကြိုးစားရမယ်။ဘာနဲ့နေနေအောင်ရမေတ္တာကဘုရားတို့ပွားမေတ္တာနဲ့ထားမေတ္တာဆိုနှစ်မျိုးရှိတယ်ပေါ့ပွားမေတ္တာဆိုတာကတော့ လုံးစုံများစွာတတဝါချမ်းသာကိုစိတ်မြေပါသည်တကဝါလုံးမှများတတချမ်းသာကိုစိတ်မြေပါစေဆိုပြီးတော့ပါဇက်ကစုပြီးတော့စဉ္ညာပွားများအာထုတ်ကြကိုတော့ဒါပွားမြတ်တာဗာမြတ်တာလေအဲ့တော့ဒီနေရာလေးမှာဘုန်းဘုန်းတို့ပြောချင်တာကသာမြတ်တာဗာမြတ်တာလေ အထာမေတ္တာဆိုတာကာယကံထာမေတ္တာဆိုတာကဟောကိုယ့်ရဲ့ယောဂီဆောင်နေရှင်မှာအမိုက်တွေရှုံနေတယ်ဆိုလို့ချင်းအမိုက်လေးတွေကအမိုက်ပုံနဲ့တဲ့အမိုက်ပုံပြည့်နေတယ်ဆိုလို့ချင်းအဲအမိုက်ပုံနဲ့တော့တွားပြီးတော့ပြည့်တန်တန်ရှင်းရှင်းနဲ့တကွေးတန်ရှင်းနဲ့ပဝင်းကြီးစစ်ချမ်းသာအောင်လို့ကုညီဆောင်ရှောက်ပေးတာကဗာမေတ္တာယောဂီများဗာမေတ္တာ ကာယကံထာမြတ်တာပြောကြည့်ပါထာမြတ်တာလေဝစီကံထာမြတ်တာဆိုတာကစကားပြောတော့ပြီဆိုရင်လည်းပဲသူများစိတ်ချမ်းသာတဲ့စကားလုံးလေးတွေငါဘလို့ရွေးပြီးတော့ပြောရမလဲဆိုတာကဒါဗာမြတ်တာလေဝစီကံထာမြတ်တာမနောကံထာမြတ်တာဆိုတာကဟိုဓမ္မမိတ်ဆွေတွေစိတ်ချမ်းသာအောင်ငါဘလို့လေးနေပေးရမလဲဘလို့လေးပြောပေးရမလဲ ဘာလေးလုပ်ပေးရမလဲအစရှိချင်းချင်းတွေးနေတာကမနောကံထာမေတ္တာတဲ့ဘာမေတ္တာလဲဒါကြောင့်မလို့ထာမေတ္တာကဘယ်နှမျိုးလဲဘာတွေလဲကာယကံထာမေတ္တာဝစီကံထာမေတ္တာမနောကံထာမေတ္တာတယောက်တည်းဆိုရင်အများနည်းဆိုရင် ခုနှစ်တာကာလအတွင်းမှာနေရမှာကိုပြောတာเนาะတပွန်းတို့အများနဲ့နေရတဲ့အချိန်မှာအများလုပ်ငန်းတွေလုပ်တဲ့အချိန်ကမှလေးပြီတဲ့ဆရာတော်ဘုရားကြီးတွေပြောတဲ့အဆုံးအမဩဝါဒတွေပေါ့မိမိရတော့လုံမယ်ဆိုရင်အုံနောက်နဲ့လုံပါတဲ့အများအတွက်လုံမယ်ဆိုရင်နဲ့နှလုံးသားပြန်လုံပါမိမိရတော့လုံမယ်ဆိုရင်အများအတွက်လုံမယ်ဆိုရင်ဘာနဲ့လုံရမလဲ နန်းနန်းနဲ့လောရမယ်မိမိရဲ့အတွက်မိမိလောက်တယ်ဆိုရင်တော့ဉာဏ်ပညာနည်းနဲ့လောက်တင်တာဆိုရင်လောက်မလောက်တင်တာဆိုရင် မလောက်နေသို့တော်လည်းပဲတဲ့အများနဲ့လောက်တဲ့အချိန်ကကြတော့အကုန်လုံးမှာကာရိုက်တာတွေသူ့ရဲ့ပဝင်းကျင်ရဲ့အနေထားတွေအများကြီးရှိတာဖြစ်တဲ့အတွက်ကြောင့်မို့ခံစားချက်တွေနဲ့တစ်ဖက်သူရဲ့ခံစားချက်ကိုလည်းပဲနားထောင်ပြီးတော့မှလောက်ပါတဲ့ဒါဆိုမအောင်မြင်ပါလားအောင်မြင်ပါလားအဲ့ဒါမို့တယောက်တည်းဆိုရင် အာနဲ့နေရမယ်အများနဲ့ဆိုရင်မိမိအတွက်လုပ်မယ်ဆိုရင်အုံနောက်နဲ့လိုရမယ်အများအတွက်လုပ်မယ်ဆိုရင်တယောက်တည်းဆိုရင်နဲ့အတွေးကိုဂရုစိုက်ပါအများနဲ့ဆိုရင်အပြောကိုဂရုစိုက်ပါတယောက်တည်းဆိုရင်အများနဲ့ဆိုရင် အတယောက်တည်းဆိုရင်တော့အတွေးတွေကိုဂယုစာဤတဲ့နော်အဲ့အတွေးတွေဂယုမဆိုင်ဘူးဆိုရင်ကိလေသာအတွေးတွေတွေးပြီးတော့ကိလေသာရဲ့အနေအဆက်ကိုတို့ယောဂီများမခံရမှာလားခံရမှာလားဒါကြောင့်မဟုတ်တဲ့တယောက်တည်းဆိုရင်တော့ကိလေသာအတွေးတွေမတွေးဖြစ်အောင်ဂယုဆိုင်ပါအများနဲ့ဆိုရင်ဘာကိုဂယုဆိုင်ရမလဲအပြောကိုဂယုဆိုင်ရမေးတဲ့မှန်တာပဲကွာပြောချလိုက်မယ်ဆိုရင်လည်း မှန်တိုင်းပြောလို့ကောင်းရဲ့လားမှန်ပါဘူးအဲတချို့မပြောတဲ့နဲ့စကားဆိုလို့ရှိရင်မပြောရဘူးတဲ့ပြောတဲ့နဲ့စကားကြောင့်မှပြောရတယ်တဲ့အများနဲ့ဆိုရင်ဘာဝကယူစားရမလဲဘာဝကယူစားရမလဲအရဟံဘုန်းတို့ခုနှစ်ရတာကာလအတွင်းမှာဒီလောက်ဆိုရင်ရပါပြီဟုတ်ပြီနော်ဘုန်းတို့ပထမဦးဆုံးဆရာတော်ကြီးသုံးပါပေးသွားတဲ့ဩဝါဒ နာပရိဒံဝိလောမနိနာပရိဒံကဒံကဒံအဒနောဝအဝိကေယကဒာနိအကဒာနိသာနံပတိတေမြတ်တကကြံကြုံစွာလင်ပြောလာစကားမမထာနေသူများ၏ယဝေပန်တန်ရှုကြတန်ဒီကိုလည်းပဲအောင်းထဲမှာထည့်မထာနေနမနိတဲ့သူများကြုတ်ကိုမဟုတ်ကိုစိတ်ချုပ်ခံတာမရှိပါနဲ့သူများ၏လောက်တာဟုတ်တာမဟုတ်တာကိုလည်းပဲစိတ်ချုပ်ခံပြီးတော့ရှုမနေနေတဲ့သူလည်းပဲသူ့အတွင်းနဲ့သူ့ ဘောနဲ့လုံမလုံပါလားလုံပါလားလုံပါပြီဒါပေမဲ့ဘုရားရှင်ကိုယ်တော်မြတ်ကနောက်ဆုံးစကားလေးရတော့အတိကားပေါ့မိမိကြိုးကုန်ဟုတ်မဟုတ်ကိုစိတ်မိမိကြိုးကုန်ဟုတ်မဟုတ်ကိုကြည့်ရှုဝေချာစစ်စစ်ရာကြီးတဲ့ကိုယ်ခန္ဓာအကြောင်းကိုတော့သိအောင်မလုံအောင်မလားလုံအောင်မလားအရာဘုန်းတို့ခရီးတာကာလအတွင်းမှာဘာအကြောင်းသိအောင်လုံပါလဲဘာတရားနာရမှာလဲခန္ဓာအကြောင်းမနာရမှာလားနာရမှာလား နာရမယ်လို့ဒါလေးကိုမှတ်ထားဖို့တဏှာတွေကတော့ဘုံတော်တရားတည်းဆိုရင်တတိနဲ့နေပါအများနဲ့ဆိုရင်မေတ္တာနဲ့နေပါတယောက်တည်းဆိုရင်ဘာကိုဂယုစားအများနဲ့ဆိုရင်ပြောကိုဂယုစားပြီးတော့ခொညတာကာလအတွင်းမှာကိုယ်အလုံးကိုလုံးမင်းငါအတွက်ငါလောက်တာငါတရားရဖို့ဆိုတဲ့စိတ်လေးမွေးပြီးတော့နေထိုင်ပြီးဆိုတာဘုဘုတို့ခொညတာကာလအတွင်းမှာ ရတ္တရတ္တတဲ့တရားသူတရားမြတ်တွေရတ္တရတ္တတဲ့အသိဉာဏ်တွေဘုံလို့မရမှာလားရမှာလားဒါမေးတက်တော့မအားလုံးမိမိတို့ရဲ့ခန္ဓာအကြောင်းကိုမိမိတို့ခုနှစ်တာကာလအတွင်းမှာသိအောင်ကြိုးစားပြီးတော့ခန္ဓာဉာဏ်အသက်ဆက်တရားတွေကိုနာယူပြီးတော့မတ်ဖို့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ကြသော သူတော်ကောင်းများ ဖြစ်ကြပါစေလို့ဆုတောင်းပရဏာပင်ဘုမရဲ့ဩဝါဒကိုဒီမာနီဏီကုံတံပတ်အဆုံးတအပ်ပါတည်း